အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးဂျူလိုက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲပြီး၃သက်ချက်ကိုကျွန်တော်နဲ့ဒါအေးစစ်စစ်ပြောမယ်ဒါရွှေဘာပရိသတ်နဲ့တူတယ်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Brentford ရဲ့အင်္ဂလမှာဒါ Manchester City အသင်းနိုင်ယူပြီးတော့လက်ရှိမှာဒါ Pep Guardiola ရဲ့အသင်းကတဖြည်းဖြည်းနဲ့ဒါပုံမှန် rhythm လေးပြန်ရလာခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါတယ် ဒီနေ့ပွဲစမှာအားရစရာအကြောင်းတွေလည်းရှိခဲ့လို့အားမရစရာအကြောင်းတွေလည်းအများကြီးအများကြီးရှိခဲ့တယ်ဒီမှာပါပါတယ်ဒီနေ့ပွဲစမှာဒါကျွန်တော်လက်ရှိမှာဒါ CD သေးနေတဲ့ဒါအရင်တော့ကနေတော့တိတ်မတူဒါကျွန်တော်တို့လက်ရှိမှာခါတိုင်းမြင်နေတာ ရှေ့ပိုင်းကမြင်နေတဲ့ပုံစံမျိုးနဲ့တိတ်မတူတဲ့ CD ကိုဆက်ပြီးတော့မြင်ခဲ့ရတယ်မှာပါတယ် ထိုဝိုင်းနိုင်စီတီအသင်းဒီလက်ရှိမှာဒါအနိုင်မြင့်တက်ကြတွေဆက်လက်ပြီးရင်ဆိုင်နေရတဲ့အသင်းတသင်းနေနဲ့ထပ်ပြီးတွေ့ခဲ့ရတယ်မှာပါတော့ဒီနေ့ပေါ်တမာနီးပြအနေနဲ့ဒါတောင်မန်ပိုင်းကိုဒါနည်းနည်းလေးအပြောင်းလဲလှုပ်လာပြီးတော့ဒရမီတိုကိုအောက်ထားခဲ့ပြီးဒါဆေဗီယိုကိုစာချုပ်အတွက်လည်းချုပ်ထားခဲ့တဲ့အတွက်ကြောင့်မို့ဒီကစားသမောက်ဒါကျွန်တော်နေရတနေရပေးပြီးသူ့ကိုဒါကျွန်တော်ဒီနေ့ပေါ်စမ performance ရတက်အောင်လုပ်ပေးခဲ့ရတာမှရှိတယ်အဲ့တော့ဒီနေ့ပေါ်တမာကျွန်တော်နီးပြအနေနဲ့တော့ရှင်းပါတယ်ဂွာဒီယိုလာနီးရဒီနေ့ပေါ်တမာထိုးနှက်ချက်ကြီးမားတဲ့ဥစ္စာတွေဆက်ရှိခဲ့ပြီးဒီနေ့ပေါ်မှာဆွေးနွေးစရာကိစ္စတွေလည်းရှိခဲ့ရတာမှရှိတယ်တစ်ဖက်ကတော့ကျွန်တော်ကီအန်ဒရူးကတော့ရှင်းနေဗျဒါလက်ရှိအနေထ ားရသူအနေနဲ့သူရဲ့အသင်းကိုဒါကျွန်တော် cancel ပိုင်းလုံအောင်ထိမ့်ပြီးတော့ဒါ United နဲ့ပွဲစဉ်တုန်းကလို့ set piece တင်ခဲ့တဲ့ဒုက္ခ baby counter pressing နဲ့ဒုက္ခပေးခဲ့တာကိုတွေ့ရမယ်။ဒီနေ့ပုံစံမှာဒါ Brentford တင်းနဲ့တာဝန်အခြေလွန်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်။ကျွန်တော်ဒါကျွန်တော်ပွဲကြိုသုံးသပ်ချက်မှာကျွန်တော်ထိုင်နားခဲ့တဲ့အတိုင်းပဲ သေးကိုတည်ပြီးတော့ရှာဒီနဲ့တွဲပြီးဆော့သွားခဲ့တယ်။ဒါတစ်ချိန်ကတည်းကကျွန်တော်သောမက်ဖရန်ဒါဘရိုင်းအမ်မတ်မွန်နဲ့ဝစ်ဆာနဲ့တည်ပြီးဆော့သွားတဲ့ပုံစံမျိုးတည်းဒီနေ့ပေါ်မှာတုံသွားခဲ့။အဲ့တော့ဒီနေ့ပေါ်မှာတကယ်တမ်းပြင်စင်းစားကြည့်မလို့ CD သင်းနဲ့ကန်ကောင်းတဲ့ movement ကဒေါ်နယ်ရမာလို့ဒါကျွန်တော်လက်ရှိမှာ one on one specialist တွေကတော်တော်လေးဒီနေ့ပေါ်မှာအေးပါခဲ့တယ်။ဒါသေးကိုရဲ့အလုံးစုံဒေါ်နယ်ရမာဒါလုံးဝဒါကြောင့် one on one တွေ့ရချင်မှာဂိုးပြီလို့ထင်ထားခဲ့ပေမဲ့ဒါဒေါ်နယ်ရမာရဲ့တော်တော်လေးကိုပါနမ်မှုကြောင့်ဒီနေ့ပေါ်မှာ CD သင်းတော်တော်လေးကိုခံပါရရခဲ့နေတာမှရှိတယ်။ဒါတစ်ခေါက်အကောင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါလက်ရှိမှာ CD သင်းရဲ့တိုက်စစ်ကဆက်လက်ပြီးမြိုင်နေစေဖြစ်ပြီးတော့ Ellen Ha ားလိုင်းရဲ့တွင်လုံးတွင်ကိုတွေကိုတော့ဆက်လက်ပြီးပြည်နေရဆိုပြီးအဲ့တော့ဒီနေရာမှာဒါကျွန်တော်လက်ရှိပြတာပွေးရတာတော်တော်များတန်ဖိုးကိုပြင်ဆက်ပြောမယ်ဒါပေမဲ့ဝန်နေကြကိစ္စတခုရူဒီနေ22မိနစ်မှာတန်ရရသွားခဲ့တယ်သူ့နေလဲကျွန်တော်ဒါကွင်းထဲကနေပြောတာသူ့နေသူဆက်ကစားခြင်းတယ်ဒါလုံးဝသူ့သူတိသွားတယ်သူတိသွားချိန်မှာသူမျက်ရည်တွေဝဲတက်လာပြီးတော့သူ့နေနဲ့သူတော်တော်လေးကိုခံစားနေတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတာဒီဒီတန်ရက ရူဒီနေကဒါမနစ်ကတနှစ်လုံးမပြောက်ခဲ့တဲ့ဒဏ်ရာပြန်မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းတယ်အဓိကတော့ ACA ပေါ့နော်အဲ့တော့ ACA သို့မဟုတ် MCA ဆိုတော့တေဂျာတခုကရူဒီနေနဲ့ကာလာတခုထပ်ပြီးနားမှာဖြစ်တယ်လို့ပြောလို့ရမှာတော့ပါတယ်ဒါရူဒီနေနဲ့ဒါကျွန်တော်လက်ရှိဒီနေ့ရာသီအစကတည်းကတဖြည်းဖြည်းနဲ့အသင်းနဲ့ပြန်ပြီး reintegrate လုပ်ပြီးသူ့အနေနဲ့သူ တော်တော်လေးကိုခက်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 သူစူးစမ်းနေရှာတယ်။ဒါတိတာပိုင်တွေဟာဒီစမော်တာရူဒီနေနဲ့ normal pass တောင်မမှန်နဲ့ဒီထားနေခုလက်ရှိမှာဒါအသင်းနဲ့ရူဒါ integrate ပြန်လုပ်လာခဲ့ပြီးတော့ဒီ queen လဲဘိုင်းမှာ riders food and rudy ဆိုတဲ့ queen လဲ၃ယောက်နေနဲ့ trio နဲ့ဒီနှစ်မှာကျွန်တော် queen လဲ underrated ဖြစ်တယ်ဆိုပြီးချီးကျူးခဲ့တယ်မှာပါတယ်။ဒါပေမဲ့ rudy နေနဲ့ဒီနှစ်ပွဲစမှာဒန်ယာကိုကြည့်မယ်ဆိုကစားသမားကိုယ်တိုင်တိတာကသူ့တကတော်တော်လေးကိုခက်ခဲမဲ့အနာဂတ်ကိုသူရင်ဆိုင်ရအောင်မယ်။ ဲ့တော့ကစားသမားတွေပြောတာပေါ့နော်ကစားသမားတွေအနေနဲ့ ACL ဖြစ်သွားပြီးရင်သူတို့ဖြစ်ခဲ့ဘူးတဲ့ကစားသမားတွေပြန်ဖြစ်ဖို့အရန်ခက်ခဲသွားတယ်မှာပါတယ်ကျွန်တော်အသင်းမှာဆိုတော့ဒီလိုမျိုးကစားသမားတွေအောင်ဆိုတိတ်ပြီးနှမျောတာရှိတာဘန်တန်ကားပဲဘန်တန်ကားနဲ့ဦးလည်းရှိမှာဒါတမန်ကားချင်ကပုံစံမျိုးပြန်ဆော့နေခဲ့ပြီးမယ်အရင်တော့ကကျွန်တော်တို့ဒါတွေးခဲ့ဘူးတဲ့ဒါစပါတင်းကဘန်တန်ကားနဲ့တော်တော်လေးကိုခွထွက်သွားတယ်ဝင်ရဲထွက်ရွေးဒါကြောင့်လွတ်လွတ်ရဲရဲကန်ကန်ရဲရဲဆိုတဲ့ဒါဘန်တန်ကားပုံစံမျိုးပဲနဲ့တော်တော်လေးကို hesitant ဖြစ်တဲ့ဘန်တန်ကားဖြစ်ဒါပေမဲ့မရှိလို့သာသုံးနေရတယ်ပေါ့နော်ဒါကျွန်တော်လက်ရှိမှာရူဒီပုံစံမျိုးလည်းအဲ့တော့ဒါတော့ယာတီစကရေက City ပြည်သက်နေ City ရဲ့ဒါပြည်သက် တယောက်အမြင်နဲ့မှုပဲနဲ့ဒါပြိတ္တတာမန်ပြိတ္တတယောက်အမြင်နဲ့ကြည့်မှဆိုရူဒီကရူဒီနဲ့မတူတာအကုန်လုံးသတိထားမိလိမ့်မယ်သူနဲ့သူမကြီးမချိမရဲမဝင့်မရဲတွေဖြစ်နေတယ်ပြောချင်တာသူနဲ့သူဒဏ်ရာပြန်ရသွားမှာတအားကြောက်တယ်ဘောလုံးသမားဆိုတဲ့ဥစ္စာကသူ့အတွက်ကမျက်ခင်းပြင်ပေါ်အသက်ဖြစ်တယ်သူတက်ကတာမျက်ခင်းပြမှာသူနေနဲ့သူရှင်းတန်းနေမျက်ခင်းပြမရှိရင်သူတို့တက်ကတာဘဝကတပိုင်းတည်လို့အဲ့တော့ရူဒီနဲ့သူဒါကြီးကိုကြီးကျယ်ခံစားရတယ်သူနေတာကျွန်တော် international ဘာညာဆိုသူခဏမိထားအောင်ဒါပေမဲ့သူနေနဲ့ဒီနေ့ပွဲစဉ်မှာသူဒဏ်ရာသူတိတယ် သူအရင်တိုင်းဟိုတော့မှကျွန်တော်တို့ကဟိုကလီရှေးဖြစ်ပြီးမှခရင်ကြီးဖြစ်ပြီးမှပြောရပြန်ဖြစ်ပြန်ပြီးကွာဆိုတဲ့အရေးအယောင်လေးဒါရူဒီစီမှာတွေ့ခဲ့ရတယ်မှာပေါ့ဒါဒီနေ့ပုံစံမှာရူဒီထွက်သွားတာနဲ့သူသေသာဖြစ်သွားခဲ့တာဒါကြောင့်နီကိုဂွန်ဇားလက်စ်ဝင်လာခဲ့တာသိရမယ်ဒါပေမဲ့နီကိုဂွန်ဇားလက်စ်နဲ့သူ့အနေနဲ့သူဟာထိုက်တဲ့နဲ့တော့တာဝန်ကြီးတယ်လို့ပြောလို့ရခဲ့ပေမဲ့သူဒီရူဒီမဟုတ်ဘူး ဲ့ဒီစကားအင်မတန်မှဟိုစိတ်ပြတ်ဖို့ကောင်းတဲ့စကားလုံးဖြစ်မဲ့ဒါဟာအမှန်တရားဖြစ်တယ်။နီကွန်ကွန်ဇာလက်ဘလောက်ကြိုးစားကြိုးစားနီကွန်ကွန်ဇာလက်စီနီကိုကွန်ဇာလက်ဖြစ်ဖြစ်မှာဖြစ်ပြီးတော့ရူဒီမဖြစ်ဘူးဆိုတော့ဒီနေ့ပေါ်မှာတွေ့ရမယ်။ရူဒီနဲ့တော့ကျွန်တော်လက်ရှိမှာအပြည့်အဝလုံးဝဖိမဖြစ်တဲ့ရူဒီအနေနဲ့တော့မှာတစ်ဖက်ကတည်းကကျွန်တော်ဒန်ဗက်ဟန်ဒါဆန်ရာမိုလက်300ကိုဒါမိနစ်20 25မိနစ်မှာသူ့အနေနဲ့သူဟာ progressive ထင်နိုင်ခဲ့တယ်။ဘလောက်တိထင်နိုင်ခဲ့လဲဆိုတော့ဒါကျွန်တော်ဒီအချိန်တွင်းမှာနေ Rinders Fooden တိုက်စစ်ဘယ်မှာဘလောက်တိ heat map ပြရဖြစ်သွားခဲ့လဲဆိုတော့ကျွန်တော်မြင်ရတွေ့ရတယ်မှာပါ။အဲ့ပြောချင်တာရှင်းတယ်။ရူဒီအနေနဲ့ခုနကသူ င်ကထွက်ရဲတယ်ဝင်အသိပ်ပြီးဝင်ဗါလေဝင်နာထွက်တာရဲ့အသိပ်မရဲတာမှန်ပေမဲ့နင်းလားငါလားဟေးဆိုတဲ့ movement မှာ Rudy ရဲ့အရေးရောင်နေပြန်ပြီးတွေးရဖို့တွားခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာဒါ step up လုပ်ထားခဲ့တာ Gavardio ပဲပေါ့နော် Gavardio ဒီနေ့ပွဲစမှာ step up လုပ်ခဲ့တယ်ဒါကျွန်တော်ကိုယ်တိုင်လည်း go to go ဖန်တီးပေးခဲ့လို့ဒီနေ့ပွဲစမှာဒါကျွန်တော် Gavardio နဲ့သူ step up လုပ်နိုင်ခဲ့တာကိုတွေးရမယ်ခုစတော့ဒဏ်ရရတဲ့အချိန်မှာ Gavardio နဲ့သူဘာလုပ်ပြနိုင်လို့ဆက်လက်ပြီးပြသခဲ့ရဲမှာပါတယ်ဒီနေ့ပွဲစမှာဒါကျွန်တော် City အသစ်တွေနဲ့ဂိုးသမားအပြောင်းလဲလုပ်ခဲ့တာတိတ်မှန်ကြောင်းကို Ronaldo မှာကလည်းဒီနေ့ပွဲစမှာဆက်လက်ပြီးပြသခဲ့တယ်နောက်တစ်ခုကဒီနေ့ပွဲစမှာ underrated ဖြစ်တာနောက်တစ်ခုက ော်စကာဘော့ပဲအော်စကာဘော့နဲ့တစ်ဖက်ရတဲ့ကျွန်တော်ဖူဘက်တွေကိုဆန်တာဘက်တွေကိုအကောင်းဆုံးကြော်ဖြစ်ပြနိုင်ခဲ့တယ်တကယ်လို့ဒါကျွန်တော်တို့တစ်နှစ်ကတည်းကဒဏ်ရာကပြန်လာပြီးတာဒါအရင်တော့ပြန်ပြီးဖြစ်ပါမလားဆိုကျွန်တော်စိုးရင်ကဲပေးမယ်အော်စကာဘော့စီကအကောင်းဆုံးပုံစံမျိုးတွေပြန်ပြန်ပြီးတွေ့လာခဲ့တယ်မှာပါတယ်အော်စကာဘော့ရဲ့ဒီဂရိုင်းဝင်းနေရာမှာဒါကျွန်တော်မဆိုးဘူးဆိုတဲ့ပုံစံမျိုးတွေတွေ့ရခဲ့ပေမဲ့ လက်ရှိမှာသူ့အနေနဲ့ end product တွေမှာသူ walk out လုပ်အောင်မလို့ပြောချင်တယ်။ Oscar Bot နဲ့သူ့နဲ့လူတွေကိုကြော်တာမိုက်တယ်သူ့နဲ့တော့ကြော်ဖြတ်ပြတော့တာမိုက်ပေမဲ့ဒါ session ကြီးစီးတဲ့ရောက်ပြီဆိုရင်သူ့အနေနဲ့ဘာဆက်လုပ်ရမလဲ။ final တက်စုံနဲ့ရောက်ပြီဆိုသူဘာဆက်လုပ်ရမလဲဆိုတဲ့ဥစ္စာတွေကိုတော့ဒါလက်ရှိမှာနီးပြနဲ့ဆက်လက်ပြီး management ထပ်လုပ်ရမယ်လို့မြင်တယ်။ဒီနေ့ပုံမှာ Riders နဲ့ Fudan ကိုတော့သိပြီးပြောကြမှာမလို့ Fudan နဲ့ဒါ final တက်စုံမှာသူလည်း end product ဒီပိုင်းလိုအပ်တာမှန်မဲ့ Riders ဆက်တွဲလိုက်တယ်ဆိုရင်တော့ Fudan ကိုအရင်တုန်းက Fudan ပုံစံမျိုးပြောင်းပြင်ရဖို့တဖြည်းဖြည်းအရေးအောင်ပြန်ထွက်လာခဲ့။ဒါပေမဲ့ဒီနေ့တပွဲလုံးမှာဒါကျွန်တော် Gavardio ခဏလေးမိဒါနောက်တန်းဒီခဏလေးမိပြီးကျွန်တော်နေနေပြောချင်တာ O'Reilly ပဲ ဲ့ဒီနှစ်မှာဒါဂွာဒီယိုလာရဲ့လက်ထက်ဒီဒါမနစ်ကဒါကျွန်တော်ရာသီဝက်လောက်ကတဖြည်းဖြည်းနေရာရလာပြီးမသိရင်မဲဒါကျွန်တော် veteran တယောက်ဆော့နေကြတဲ့ကစားသမားက O'Reilly ပဲဒါကျွန်တော် O'Reilly ကိုစပြီး City မှာတွေ့ကြတယ်ကျွန်တော် appreciate လုပ်ခဲ့တာကိုလို့မှတ်မိလိမ့်မယ်ကျွန်တော်နေနဲ့ကျွန်တော်ကျွန်တော်မှထူးဆန်းတယ်ပေါ့နော်ဒါဟိုးရင်ကလေးကျွန်တော်မှ sense ကူရှိတယ်ကျွန်တော်ဘာဖြစ်လဲဆိုတော့သူများတွေတို့ကျွန်တော်ဒါ tactical ရကျွန်တော်ဘာမှသူလိုပြောတာမဟုတ်ပေမဲ့ကျွန်တော်ဒီကစားသမားတယောက်ကိုကြိုက်ပြီးဆိုဒီကစားသမားအနေနဲ့ဒါ try ဖြစ်တယ်များဥမာလက်ရှိမှာမမဲ့ရဘဝမှာဒါကျွန်တော်စပါးအသင်းအဲ့တော့ဒါတိုက်စစ်မှုမှာဒါတိုက်စစ်မှုမရှိလို့ဆိုကျွန်တော်ရဲ့အကို ဝင်းဝင်းနဲ့ကျွန်တော်နဲ့ winning level ဆိုတဲ့အချိန်မှာ harry kane အဲ့တော့မှတ်မှတ်ရ overrated မှာ69လောက်မသိရှိတယ် အဲ့ကောင်ငါတို့စောကြည့်မယ်အဲ့ချင်ကြတဲ့ကိုအနေနဲ့ဟောငါကြဲတဲ့ကောင်တွေကမဆိုးဘူးဆိုပြီးတွေးကြတယ်အဲ့ဒါမမဲ့ရဒါကျွန်တော်တို့အာ Union Saint Gaudens ပါလဲဒါတိုက်စစ်မှုတယောက်ဒါကျွန်တော်တို့လူမဲကစားသမားတယောက်ကျွန်တော်မမဲ့ရတွေးကြတယ်အဲ့တော့ကဒါ Gaudasi ပေါ့နော်အခုလက်ရှိမှာ Borussia Dortmund ရဲ့လုံးဝအားကိုအားထားဖြစ်နေတဲ့ Gaudasi ကအခုလက်ရှိမှာမဆိုးခဲ့အဲ့တော့ကိုတွေကြိုက်ပြီဆိုရင်ကိုတွေဒါကျွန်တော်ကျွန်တော်တို့ဒါကစားသမားတယောက်ကိုဒါအကုန်လုံးရန်တာသဘောကျတယ်မဲ့ကိုကြိုက်တယ်ဆိုရင်အဲ့တော့ O'Reilly ဆိုလက်ရှိမှာဒါကျွန်တော်တော်တော်လေးသဘောကျလာခဲ့တယ်မှာပါတယ် City တင်ဒီ O'Reilly ကိုဒါလက်ရှိဒါ City အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်အသက်ရွယ်နဲ့မလိုက်ဒါကျွန်တော် impactable ဖြစ်တယ် ။ override နဲ့ဒါဒီနေ့ပေါ်စမှာဒါ Jeremy Duku ဒါဒီနေ့ပေါ်စမှာတောင်းမှာဆက်ပါခဲ့မယ်တော်တော်လေး combination အဲ့တော့ Savio ကတော့ဗျာစာချုပ်တက်ချုပ်ထားခဲ့မယ်ကျွန်တော်အနေနဲ့ပြောမယ်ဆို Savio ကဘာဖြစ်လဲဆိုတော့ Jack Grealish တူပုံစံမျိုးဖြစ်နေ။နီးပြကသူ့ကိုကန့်တတ်ထားတယ်လို့ခံစားရကြအောင်သူ့အနေနဲ့ရှေ့မတူနဲ့အခုလက်ရှိမှာဗျာကျွန်တော် Everton နဲ့ဒါမနေ့က Everton နဲ့ Crystal Palace ပေါ်မှာကြည့်ပြီးတော့ ဒါ City မှာရှိခဲ့တဲ့ Grealish နဲ့ D Everton Grealish နဲ့တော်တော်လေးကိုကွာချတယ်ဘလို့ကွာချလဲတော့မသိပေမဲ့တော်တော်ကြီးကိုကွာချတယ် Savio လည်းဒီလိုပုံစံမျိုးကျွန်တော်နေမြင်တယ် City အစ်မှာသူ့အနေနဲ့ကန့်သတ်မှုတွေများတယ်လို့မြင်တယ်သူလှုပ်ချင်တာတွေကိုသူလှုပ်ဖို့အတွက်တစ်ခုခုကသူ့ကိုဆွဲထားတယ်လို့ကျွန်တော်နေမြင်တယ် Savio နဲ့ဒါကြီးကိုသူ့အနေနဲ့လို့အဲ့တော့ Jeremy Doku ကဒီနှစ်မှာအဲ့ဒါကသူ့တော်ပြောက်သွားပြီ Jeremy Doku လည်းခိုင်ဝန်းတာပေါ်ဆက်ရှိကစီဒါတော့ Fire Thunder မှာ Ant Product ကိုတစ်ခုခုဒါဖြစ်မယ်ဆိုအမြဲတမ်းကြည့်ရတယ်မှာပါတယ်ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာဒါကျွန်တော်တို့ CVO စီမားဒီတိုင်းပဲ impact ဖြစ်နေတယ်။ဥမာပေါ့တခုခုကသူ့ကိုဆွဲထားလို့ပဲမသိမင်းဒါမလို့နဲ့တော့ဒါလို့မင်းမှားမယ်နော်မှားမယ်နော်မှပြောချင်တာပြသေးတာငါမှားတော့ရင်ငါနေရာဆက်မရတော့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်ကြီးရများဆွဲထားတယ်လားကျွန်တော်အနေနဲ့မြင်တယ်။ Jeremy တို့ကအခုလက်ရှိမှာဒါကြီးကိုလွတ်ချလိုက်ချိန်မှာတော်တော်လေးကိုကောင်းလာတွေ့ရပြီ CVO လည်းဒါမျိုးကိုလွတ်ချဖို့မြင်တယ်။ Erling Haaland က Erling Haaland လို့ထပ်လုပ်ပြီးတော့ဒီနေ့ဘောတမှာ City အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ clean sheet ရခဲ့တာသူတို့အတွက်ကတော်တော်လေးအသက်ဝင်ခဲ့တယ်လို့ပြောလို့ရမယ်။ City နဲ့ဒီနေ့မိုင်ဘွဲဒီနေ့ပွဲစဉ်နိုင်ဘွဲကဒါအသင်းအတွက်ကောင်းမွန်ခဲ့ပြီးတော့လက်ရှိမှာဒီနေ့မိုင်ဘွဲနိုင်ဘွဲက73 တ်ဒီဖြစ်ခဲ့ပြီအပေါ်ကအသင်းနဲ့တဖြည်းဖြည်းအမှတ်ပြန်သွားခဲ့ပြီဖြစ်တယ်။လီဗာပူးနဲ့နှစ်မှတ်ဒါတော်တန်ဟော့စပါအသင်းနဲ့တမတ်ဒါကျွန်တော်တို့ဒါအာစနယ်နဲ့အသင်းနဲ့သုံးမှတ်ပဲကွာတော့နေထားမှရှိတယ်။ဘယ်လိုပဲပြောအားလုံးအနေနဲ့ကြည်ကောင်းမဲ့ပွဲစဉ်တပွဲကြီးကြည်ကောင်းမဲ့ပရီးမီးယားလိတဖြည်းဖြည်းလာခဲ့ပြီလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပေါ့။ ဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points ဆိုတော့ TV4 ကြီးတို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တို့မှာကောင်းမွန်တော့နေလေးနေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြည့်တို့မှာမြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တို့မှာကျွန်တော်တို့နောက်မှာတွေ့ကြတာပေါ့။ Devo ဗျ။